ချန်ပီယံခပ်ပတ်ပွဲထိုးပြီးတာနဲ့1ကိုသွားဖို့ပြင်ဆင်မဲ့ထွန်းထွန်းမင်းပရိသတ်များလုံးပဲမင်္ဂလာများခန်းဖိုင်နျူးကနေပြန်လည်ကြိုးလိုက်ပါရင် မြန်မာပြည်လွတ်တန်းချန်ပီယံထူးထူးမင်းကတော့ဒီနေ့ထဲမှာချန်ပီယံခပ်ပတ်ပွဲထိုးပြီးတာနဲ့ဝမ်ချန်ပီယံရှစ်ကိုသွားဖို့အတွက်ပြင်ဆင်မှုတွေပြုလုပ်သွားတော့မှာဖြစ်ပါရင်မြန်မာ UEFA ပရိသတ်တွေအနေနဲ့ထူးထူးမင်းကိုဝမ်ချန်ပီယံရှစ်မှာမြင်တွေ့ကြည့်နေကြပေမဲ့အခုချိန်ထိမရောက်သေးတာကြောင့်တခုများအဆင်ပြေဖြစ်နေလို့လားဆိုပြီးတော့စိတ်ပူနေကြတာဖြစ်ပါရင်ဒါပေမဲ့မြန်မာပြည်ချန်ပီယံကြီးကတော့ဝမ်ချန်ပီယံရှစ်ရဲ့ကမ်းလှမ်းမှုကို၄၅ကြိမ်လောက်ခံထားပေမဲ့ဝိတ်အဆင်ပြေသေးတာရင်ထိုးချေးကြောင့်ရင်မသွားပြေသေးတာဖြစ်ကြောင်းရှင်းပြလာခဲ့ပါရင်ဒါပေမဲ့လည်းဝမ်မှာထူးထူးမင်းကိုမြင်တွေ့ကြည့်နေကြတဲ့ပရိသတ်တွေအတွက်ဆန္ဒဟာဒီနေ့ထဲမှာပြေဝလာဖို့ရှိနေပါရင်ထူးထူးမင်းကလာမယ့်ရှစ်လပိုင်းထဲမှာနိုင်ငံခြားသားဖိုင်တာတယောက်နဲ့ချန်ပီယံခပ်ပတ်ပွဲတစ်ပွဲထိုးဖို့ရှိနေပြီအဲဒီပွဲပြီးတာနဲ့ဝမ် ချန်ပီယံရှစ်ကိုသွားဖို့အတွက်ပြင်ဆင်မှုတွေပြုလုပ်သွားတော့မှာဖြစ်ပါရင်ဒရိုမင်းကဝမ်ကကျွန်တော်ကိုကမ်းလှမ်းတာ၄ငါးချိန်လောက်ရှိပါတယ်အဓိကကကျွန်တော်ဝိမယသေးတာပေါ့နော်နောက်တစ်ခုကဝမ်ကပေးတဲ့ထိုးချီကနေနေကျွန်တော်ဆိုလိုချင်တာကပတ်စံကြောင့်မဟုတ်ပါဘူးပြည်တွင်းမှာလည်းဒီလောက်ရနေတာဆိုတော့လေလာမယ့်၈လပိုင်းမှာခပွဲပွဲထိုးဖို့ရှိတယ်စာချုပ်လည်းချုပ်ပေးပြီးနိုင်ငံခြားသားဖိုင်တာနဲ့ဖြစ်ဖို့များတယ်အဲ့ပွဲပြင်တော့ဝမ်ချန်ပီယံရှစ်နဲ့လက်တွဲဖို့များပါမယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ် မြန်မာရလဝေဖိုက်တာ တွေအနေနဲ့ဝမ်ချန်ပီယံရှစ်မှာထိုးသက်ခွင့်ရနိုင်ပေမဲ့ထိုးကြီးကတော့ Asian Time Fighter တွေထက်ဆိုင်နေပါနေတာဖြစ်ပါရင်ဒါကြောင့်လူတို့မင်းကလည်းမြန်မာကြီးက Fighter တယောက်ကိုခေါ်ချင်နေဆိုရင်ဒီဈေးနဲ့တော့ခေါ်လို့မရဘူးဆိုတဲ့သဘောထားမျိုးကိုပြသချင်တာကြောင့်ဝမ်ရဲ့ကန့်လန့်မှုကိုလွယ်လင်းတဲ့ကိုလက်မခံသေးတာလည်းဖြစ်ပါရင်မြန်မာရကြားရတယ်မှာထိုးမင်းဟာအတွေ့အကြုံရှိဆုံး Fighter တယောက်ဖြစ်ပါရင်2013ခုနှစ်စီးကိမ်းမှာကလေးကမြန်မာကော်ကိုဆောင်းနိုင်ခဲ့တဲ့ထိုးမင်းဟာပြည်တွင်းကပရာဒန်ဆာ Fighter တွေနဲ့လည်းပွဲပေါင်းများစွာထိုးသက်ခဲ့ဘူးသလို ဒေဝဆိုင်းရိုက်တို့လိုမျိုးနိုင်ငံတကာဖိုက်တာတွေနဲ့လည်းထိုးသက်ခဲ့ဘူးသူဖြစ်ပါရင်ဒါအပြင်ပွန်အေးရလည်းလက်ရှိဝမ်ချန်ပီယံရှစ်ကိုရောက်ရှိနေတဲ့ဆိုလင်ဦးတန်းစင်တို့ထက်ပြိုင်ပွဲအားပေးမှုပိုများတဲ့ဖိုက်တာတယောက်လည်းဖြစ်ပါရင်